ဟေယောဝလုံးဘေမင်္ဂလာမနက်ခင်ဗါနိုဝင်ဘာလဆစီယနေ့ရမနပိုင်းထူထရီမြောက်ကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့တုံ့ပြန်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တင်လေးတွေစကြရအောင်မကွေတိုင်းစင်ပောင်ဝေးမြုံနေကိုပင်တာကရလမ်းပိုင်းတွေစစ်ခွေးများလိပ်ပါလာတော့ဂါနစီကိုတိတ်ခိတ်ရာ ဘူချီဆုကူကူမောင်အပါအဝင်စစ်ခွေတုံးကောင်ခွေတေဝတ်တေတေဆုံးပြီးတနတ်နန်လက်တင်းစီယာရှိခိချောင်းတရက်ခိယိုင်အမတ်ငါတရင်ကထုတ်ပြန်ထားပါတယ်နိုဝင်ဘာလ16ရက်နေ့ညနေ၄နာရီကျော်ခန့်တွင်စင်ပောင်းဝေးမြုပ်နေကူပင်တကရလမ်ပိုင်းနဲ့စစ်ခွေများလိပ်ပါလာတော့အင်းစီကတစီနဲ့တန်ချက်ကကားတစီကိုတော်လန်ရဲ့တပ်ဖွဲ့များကပိကက်တခိခိချောင်းတီစီရပါတယ်ကားတစီအကြောင်းကတော့သူတို့မဖော်ပြထားပါဘူးကားတစီကတော့တင်းသွားမယ်ထင်ပါတယ် ကောင်းလေတဲ့တတင်းတော့တတင်းမန္လေးမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကရင်းမွန်တောင်ရက်ကွက်ကမြို့ဆိုထီအဖွဲ့တွေစီတန်းကပြင်လာပြီးမြို့တွင်းမှာပြည်သူတွေကိုတင်းတင်းကျပ်ကျပ်စစ်စေးရိတ်နှက်တာတွေလုပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။မန္လေးမြို့ရင်းမွန်တောင်ရက်ကွက်မြို့ဆိုထီတွေနိုဝင်ဘာ15ရက်ကမစ်တရာမြို့နေစီတန်းကပြောင်းဝင်လာခဲ့တယ်လို့သိရပါတယ်။ အဒီနိုနိုဝင်ဘာ6ရက်မန္တလေးမြို့ချမြတာစီမြို့နေအတွင်းမှာစိုက်ကယ်စီလာတဲ့လူငယ်နှစ်ဦးရဲ့စိုက်ကယ်ကိုမြို့ဆိုထီတွေရဲ့ကားနဲ့တိတ်မှုဖြစ်ခဲ့ပြီးအတိတ်ခံရတဲ့လူငယ်နှစ်ဦးကိုလမ်းလေမှာလူထုတ်ခိုင်းပြီးပါရိတ်နေတာလို့မြင့်မြင့်တွေ့သူတို့ကပြောပါတယ်အတိတ်ခံထားရတဲ့ကလေးတွေတနာပါတယ်တွေးတွေနှစ်ကိုပါရိတ်ခံနေရတာလို့မြင့်မြင့်တွေ့သူတို့ကပြောပါတယ် အလားတူပဲမန္တလေးမြို့တွင်းမှာညက်ဖက်ဖောင်းစစ်ဆေးမှုတွေစတိတ်ပြုတ်လုံနေတယ်လို့မြို့ခန့်တွေကပြောဆိုထားပါတယ်။မန္တလေးမြို့မှာညက်ရှိနိုင်ကနဲ့၁၂နာရီကြာမှာပြောဆိုထီတွေဓာတ်တောင်းချင်ပြီးမှပြီးသူတွေကိုရိတ်နှက်ပြီးသူတွေကိုစစ်ဆေးပြီးမှသူတို့ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေကိုလူယူသွားတယ်လို့သိရှိရပါတယ်။မန္တလေး PDF တွေပဲဖြစ်ဖြစ်မန္တလေးနေက PDF တွေပဲဖြစ်ဖြစ်မန္တလေးမြို့ကိုဒီတိုင်းကြည့်လို့မရတော့ပါဘူး။ကျေးရွတ်ပြုတ်ပြီးတော့မန္တလေးမြို့ကိုတစ်ခုခုတော့ လုတ်ပေးဖို့လူပီးလို့ဒီကနေ့ပြောဆိုချင်ပါတယ်။နောက်တရင်အေယောက်တီတိုင်းကျုံပြုံမြုံနေအတွင်းစီရက်ကွက်အုပ်ချုပ်ရေးမှုအပါအဝင် လူပုတ်ကိုရှိဦးကိုကျုံပြုံမြုံမှရေးစခန်းကဖန်စီပီလူတို့ဦးကို55တင်းနဲ့ပြန်ရွေးခိုင်းတယ်လို့ဒေတာခန်တွေထမသိစီရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့မှာကျုံပြုံမြုံနေဂျုံတနီအနီးမှာဘိုးဆွေအောက်စုအတွင်းစီပေါင်းစုကြီးကျေးရွာအောက်ချုပ်ရေးမှုအပါအဝင် အနီးအနားကျေးရွာတွေမှာ အောက်ချုပ်ရေးမှုစုစုပေါင်း၈ဦးကိုကျုံးပြုံမြုပ်ရေးစခန်းအတွင်လေတမချင်းဝင်နှင့်ပတ်သက်ပြီးအစီအဝေးလောက်ဖြစ်ရှိတယ်လို့ပြောဆိုကာဆက်တွေခေါ်ဆိုခဲ့တယ်လို့သိရှိရပါတယ်အစူပါအောက်ချုပ်ရေးမှုရှိဦးကိုအစီအဝေးတဖို့မြို့မရေးစခန်းကိုရောက်ရှိချိန်မှာစခန်းအတွင်တာဝန်ကျနေသူ အမျိုးသမီးရဲအရာရှိတဦးကဖမ်းဆီးဖို့အမိပေးစိခိုင်းခဲ့တယ်လို့သိရှိရပါတယ်။ဖမ်းဆီးရတဲ့အကြောင်းရင်းကိုမေးမြန်းရမှာသူတို့ကြေးရွာအတွင်းရှိ ချင်းဝင်ယူထားတဲ့လေတမားတွေပြန်မပေးဆက်တာကြောင့်သက်ဆိုင်ရာအောက်ချုပ်ရေးမှုတွေကို အခုလိုဖမ်းဆီးတာဖြစ်ကြောင်းပြောဆိုတယ်လို့သိရပါတယ်။အေဒီနောက်ဖမ်းဆီးခံရသူတအူးကို45တင်းပေးမှပြန်လွှတ်ပေးမယ်လို့ရေးစခန်းမှာပြောဆိုခဲ့တာကြောင့်မိသားစုဝင်တွေကနေ့ချင်းဖိတ်ဆန်ရှာပြီးပြန်လေရွေးယူခဲ့ရတယ်လို့ဒေတာခန်တရင်ရင်းမိတအူးကပြောဆိုထားပါတယ်။မင်းတို့ကပီတူတွေကိုနှိပ်စက်လို့ပီတူတွေကိုကြိတ်တယ်လို့ဖိတ်ဆန်တောင်း ပြည်သူတွေအပေါ်မှာအကြောင်းအမျိုးမျိုးပြပြီးမှဖိတ်ဆန်တော့အခုတော့မင်းတို့ခံနေပြီမဟုတ်လားဒီထက်မင်းတို့အများကြီးလာအောင်မှာကောင်းလေးတဲ့တည်နောက်တည်ကချင်ပြည်နယ်မြို့တီမြို့နယ်ရွှေကုတ်ကူမြို့တစ်တွေ တရုတ်တထေးများနဲ့ဂျက်ဖြတ်ကုမ္ပဏီခေါင်းဆောင်များကို BGF ကညတွင်ချင်းကားများဖြစ်တည်ထောက်နေကြောင်းရွှေကုတ်ကူအခြေအနေကိုစောင့်ကြည့်နေသောကချင်စီရဲ့တရင်ချင်းမိကပြောဆိုထားပါတယ်။ယမနေ့အချမ်ပစစ်တက်လက်အောက်ခံ BGF မှာ နိုင်မောင်စောကဆွေကုကူမြုပ်တိတွေချက်ဖြစ်များကိုအပိတတ်အပြတ်နှိနှီးတော့မီဖြစ်ကြောင်းထုတ်ပြန်ကြေညာပြီးနောက်နိုဝင်ဘာလ19ရက်နေ့ညတွင်ချင်းဆွေကုကူမြုပ်တိမှတရုတ်များနိုင်ငံချသားများနဲ့ချက်ဖြတ်အလောက်တမားများရထောင်ချီမြုပ်မှထွက်ခွာရန်ကျူးစားလာကြကြောင်းဆွေကုကူမြုပ်တိအတွင်တွင်ကာမယာပိတ်ပြီးမြုပ်တွင်ရှိလူများအလုံးနီလာမြုပ်ဆုံးဖြစ်ထွက်ခွာနေကြချင်းဖြစ်ကြောင်း တောက်ရတွေဂျက်ဖစ်တယောက်တထေးများနဲ့ဂျက်ဖစ်ကမ်ပဏီခေါင်းဆောင်များကမူဘီဂျက်များကကားဖစ်ညတွင်ချင်းတီထုတ်နေကြောင်းသိရှိရပါတယ်တောက်ရတွေဆွေကုတ်ကူမြုပ်တိကူစတင်တီထောင်ရတွေအဓိကချက်သူ BGF ခေါင်းဆောင်ဆိုချစ်သူမှာမူလူမင်ကွန်းတွေပြုတ်ကွေနေပြီးဆွေကုတ်ကူတွေမတွေ့ရကြောင်းဆွေကုတ်ကူအရေးကိစ္စကို BGF နိုင်မောင်စိုကဦးစီလောက်ဆောင်သည့်တဘောမြင်ရကြောင်းအချက်ကဂျင်စီရဲ့တရင်ရင်မီတစ်ခုကလည်းပြောဆိုထားပါတယ် so chi tu ka lumin kun ku te ma thwet to bu tu si ya si jing chang ku november san ne yan ne te yau ku hlei lai ka de ka lumin kun ma ma min ya do da a yin so yin tu ka tan ne twa la ni da si de de tu ywa pyan ni da la te min lumin kun ma thwet da la do ma pyo ta bu hu ka chin si ye ta din yin mi ka pyo su tha ba le sui ku ku cha phe kai ma lau lau ni de နိုင်ငံချက်တာတွေမြန်မာလူမျိုးတွေလည်းပါမယ်ထင်တယ် အဲ့ညာလုံးချင်မှာအထွက်ပြေးနေကြတာဗီဒီယိုဖိုင်တွေလည်းထွက်တယ်ဒီနေရာမှာတင်လို့မရတဲ့အတွက် Telegram မှာတင်ထားပါတယ်ကြည့်လို့ရပါတယ်ဘီဂျေဘောကဆက်ပြတ်ပြီဆိုချစ်သူအခုချိန်မှာမပြီးရင်သူပြီးချင်မရှိတော့ဘူးဘေးမှာပြီးမလဲမသိဘူးအခုလည်းပြီးလို့ဖြစ်မှာပေါ့မပြီးလို့မရတော့ဘူးလေစစ်ခွေးတွေကလည်းရန်ရှာပြီတရုတ်ကလည်းရန်ရှာပြီထိုင်းလန်ကလည်းရန်ရှာပြီအမေရိကကလည်းရှာပြီထွက်ပေါက်မရှိတော့ဘူး gong lay day the din of the din ဖလာမြုတ်နေဝေဘူးလာမြုတ်ကနေစစ်တင်ကအလုံးအရင်ဖြစ်ဖလာမြုတ်တော့စစ်ချောင်းထူလာတဲ့အချမ်းပတ်စစ်တက်စစ်ချောင်းနဲ့ချင်းတော်လိုက်ရေပူပေါင်းတပ်ဖွဲ့တွေနိုဝင်ဘာ19ရက်မနက်ပိုင်းကတိုက်ပွဲအပင်းအထံဖြစ်ပွားကြတယ်လို့သိရှိရပါတယ်။အင်အားရချီဖြစ်စစ်ချောင်းထူလာတဲ့အချမ်းပတ်စစ်ချောင်းကိုနိုဝင်ဘာ19ရက်နေ့မနက်ပိုင်းရှိနာယူဝန်ကျင်မှာချင်းအမျိုးသားတပ်မတော် CNA နဲ့ CNDF တပ်ဖွဲ့တို့ကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြံဖက်စစ်ကောင်စီစစ်ခွေးဖက်မှစီကောင်ထပ်မနေခွေးတေဝတ်တေတေဆုံးခေတေလို့သိရှိရပါတယ်။ဒါအပြင်အကြံဖက်စစ်တပ်ထံကလည်းလက်နက်ခေယံအမျိုးအများကိုတင်းစီရမိတယ်လို့စစ်တုံးပန်တချို့ကလည်းချင်းတော်လှန်ရေးတပ်ဖွဲ့တွေကဖမ်းဆီးရမိခေတေလို့သိရှိရပါတယ်။ကောင်းလိုက်တဲ့တတင်းနောက်တတင်းတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အတွင်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့်မိုးတောင်မြို့ကိုတော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက PKD နိုဝင်ဘာ6ရက်နေ့တွင်မြုပ်တင်ပိတ်နိုင်ခဲ့ပြီးနောက်စစ်ကောင်စီကယနေ့အချိန်အထိစစ်ကိုအင်အားအများပြားထပ်မံပူးဆောင်နေကြောင်းသိရှိရပါတယ်။မိုးတော်မြုပ်ကိုတင်ပိတ်ရရှိပြီးနောက်စစ်ကောင်စီဖက်မှရဟန်းရှင်ကူစီဖြစ်စစ်ကိုအင်အားအများပြားပူးဆောင်ခဲ့တော်လေ၎င်းတို့ထိမှတော်လှန်ရေးတပ်ဖွဲ့များထံအလင်းဝင်လာသူနှင့်စစ်တပ်မှထွက်ပြီးတွားကြသူများမှအယောက်50ဝန်းကျင်ရှိနေပြီဖြစ်ကြောင်းသိရှိရပါတယ်။ ဒီစခွဲတွေကကျွန်တော်တို့ကိုဘယ်တော့မှနိုင်မှာမဟုတ်ဘူးဘယ်လောက်အင်အားများများတုံးမစေစစ်အတွေ့အကြုံမရှိတဲ့စစ်မှုထမ်းတပ်သားတွေ ကြီးပဲဆိုတော့တော်လိုက်ရရဲ့ဘော်တွေကလည်းသူတို့ကိုကြောက်ကိုမကြောက်တာသူတို့မှာခေရံပဲရှိတယ်သူတို့စိတ်ထဲမှာပြီးဖူးပဲရှိကြတယ်အဲ့ဒါကြောင့်ဒီစခွဲတွေကဘေးနေရာပဲတင်းတင်းကြာကြာတိတ်နိုင်မှာမဟုတ်ဘူးဘေးနေရာပဲစကြောင်ထူးထူးသူတို့ဖက်မှာခွေးတွေဝက်တွေတွေကြာမှာဖြစ်ပါတယ်နိုဝင်ဘာလ16ရက်နေ့ရမနက်ပိုင်းအထူးတင်ကတော့ဒီလောက်ပါပဲခေတာဆိုရင်တော့ကျွန်တော်တို့ပထမဆုံး ငွေပူပြုတ်သွားတာကိုတစ်ချက်လောက်ရှုကြရအောင်တဲ့မလားရုံလေးတို့လိုပေါ့တဲ့မလားမိပါမဲ့တဲ့မလားဤဤသူတို့ကျွန်တော်ဘယ်လိုပြောမလားစောက်တလွဲဘတ်စစ်တွေပေးတယ်ဒီကောင်လေးကောင်လေးရဲ့လူမိုက်ကလူမိုက်တွေကြည့်ပါလားအလကားအောင်နေအဲ့ကောင်လေးစောက်စားမရရင်လူမတတ်ဘူးအဲ့ကောင်လေးသောသောသားမရအဲ့မှာ one by one သူကြီးခလေးတွေရအဲ့အဲ့အဲ့တုတ်ပေါ်တွေလေးသိရမလားဘိုက်ပူပူနဲ့ကောတောက်မင်းလာအောင်အဲ့မှာဆိုင်သားရမှာခြာသိမ့်တွေဆိုထားရင်တလည်းမေးဆိုင်မှာတောက်မင်းလာအောင်ပါရရင်ပုံကောင်လေးအုပ်အုပ်စုတာကွဲလာကြည့် ဒီကောင်းလေး1 by 1ဆိုညာဒီကောင်းလေးလူမိုက်မဟုတ်တော့ဘူးအမှုပွဲကားလုပ်တဲ့ကောင်းလေးစောက်ဆန်ရမှာကောင်းလေးလူမိုက်မဟုတ်အခုချက်ဖို့စစ်ကောင်းကြီးအတုံးချစောက်ဆဲမှရှိတယ်ဘာလို့လူဘာလို့တိတယ်လူမိုက်ဆိုတော့မွေဝေးတကောင်နဲ့နေတာသူများလည်းမတိဘူးသူများလည်းမဆောက်ဘူးသူတို့ကအထိမှတွတ်မွေဝေးလို့မွေဝေးလို့ညေးနေနေတယ်လားသူတို့သူတို့အထိအသေးလောက်အဲ့လူမိုက်ဘာကောင်းလေးလားမသိဘူးတစ်တော့မှကြီးနိုင်ဟာ အလူမိုက်တွေကိုအဲ့လိုလူမိုက်လူရန်ကားတွေကိုလက်အုပ်ချီပြီးတာတို့ဟော်နေရတဲ့တိုင်းပြည်လေဘလောက်ဘလောက်ရင်နာဖို့ကောင်းလဲဟမ်ထောင်ထွက်မဒိန်တခိုးဂျပူလူသားကောင်းတွေကိုလက်အုပ်ချီပြီးတော့ကြော့နေပြီးတော့သိရမလားတကောင်းသားလို့လေဟိုကကောင်းကောင်းလေးကစောက်ဆံလေးပေးလိုက်တာတို့ဟာတာတို့ပါနဲ့ဘာဘာကြီးနေအောင်လားဒီလိုလိုခိုင်ကုန်ကြီးမှာခန့်ခိုင်နေစက်ဆိုင်ကြည့်နေတာမင်းတို့ဘလို့အုပ်ချုပ်ရမလဲဆိုတာ စောက်ပူကပြောတာပြောတာဒီခေါင်းလေးတွေတက်တယ်နည်း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 ညံညံညံနှမိုက်လောက်တာစောက်ပူဟုတ်တယ်ဟုတ်တယ်တော့ဘူးလားစောက်ပူနှစ်ပေါင်းများစွာအုပ်ချုပ်တာဟုတ်အစင်အဆက်စောက်ပူကဟိုးဟိုးမဟုတ်ဒီဒီဒီစောက်တော်သားတွေတည်းနည်းနည်းတော့ဒီခေါင်းညံလေးတော့နည်းနည်းသိရမလားဒီဒီမြန်မာနိုင်ငံမြန်မာနိုင်ငံမှာဒီစောက်တော်သားတွေအကြိုက်ဘူးစောက်ပူကကောင်းကောင်းသိတယ်သိရမလားစောက်ပူကငါပြောတာမဟုတ်ဘူးကာကြုံမင်းတို့ကာကြုံကြီးကိုပြောတာနော်မင်းအောင်လိုင်းကကောင်းကောင်းသိတယ်မင်းအောင်လိုင်းတို့တန်းရွှေကိုသိရမလားဒီဝင်းတို့ကကောင်းကောင်းသိတယ်မြန်မာနိုင်ငံရဲ့ ပြည်သူလူထုကဘာဟုတ်ကြိုက်လဲပွာလန်တပင်ကြိုက်လားစီစဉ်မေးတယ်ပွာလန်တပင်လားအခုဆိုမြန်မာနိုင်ငံဘာထရမ်ပြစ်နေလဲအိမ်တော်ရေးစကားတွေရမ်းကြိုက်မပူနဲ့အိမ်တော်ရေးစကားလားစီစဉ်နော်လောက်ပါတခါပြီးတခါလောက်မြန်မာနိုင်ငံလူတို့ဘာကြိုက်လဲအောင်မြတ်သားတို့ဝိပါကားတို့အောင်မြတ်သားတို့ဝိပါတော်ကြိုက်တယ်တွဲလိုက်လားအာယုံလေးပြောင်းနေပြီလေဒီကောင်လေးကဟုတ်တယ်နော်ငွေပူပြောတော့တာဒါမှန်တယ်ပြည်တွင်းမှာပြုတ်ပနေတဲ့လူတွေက ငတူးလိုက်ဦးနှုတ်တော့မမီဘူးတကယ်မှန်တယ်အေကောင်တွေလည်းတနေ့ကြက်ခတ်မှာပဲအဲ့ဒီချိန်မှာသူတို့တီးသွားလိမ့်မယ်ကေဒါဆွင်တော့ဗီဒီယိုကြက်ဖြတ်နေနေကြောင့်တော်လှန်ရေးပြီးသွားနိုင်တယ်ဦးလူမှုတစ်ချက်လုံးနားစင်ကြည့်အောင်ဒီကြက်ဖြတ်တိုက်ဖွဲ့နဲ့ပြသပြီးအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းမှာလက်တွဲကျင်းပါတယ်လို့နော်ကျွန်တော်တို့ဘက်က request လုပ်တင်တယ်အဲ့လိုလုပ်ပြီးတော့မှဒီကြက်ဖြတ်တိုက်ဖြတ်ရေးကိုတကယ်သာပြီးပြီးရင်တိုက်ဖြတ်မယ်ဆိုလို့ရှိရင်ဒီ BGF ဒီလောကဟိုတော့ဟိုပျောက်လဲပျောက်သွားမယ်လမ်းဟိုပါနော် ဘက်ပြောင်းရလဲပြောင်းသွားမဲ့အနေအထားတွေဖြစ်တယ်ဒါပေမဲ့ကြားဖြန့်ကိစ္စကိုအမေရိကန်ပဲတိုက်ဖြတ်တိုက်ဖြတ်တရုတ်ပဲတိုက်ဖြတ်တိုက်ဖြတ်ကြားဖြန့်ကပျောက်သွားမှာတော့မဟုတ်ပါဘူးသူကအင်မတန်မှပေါ့နော်ဟိုအမြင့်တွဲနေတဲ့အတိုင်းတာတစ်ခုဖြစ်တယ်ဒီအမြင့်ကလည်းမြန်မာပြည်တင်မဟုတ်ပါဘူးတကယ်တော့ကြားဖြန့်ကနိုင်ငံတိုင်းနိုင်ငံတိုင်းမှာကိုအမြင့်တွဲတဲ့အတိုင်းတာကိုရောက်နေပြီဒါကိုဒီစီမံကိန်းလောက်ကလေးနဲ့လုတ်ပြီးရက်သွားမယ်ဆိုရင်ကြားဖြန့်ကိုနှိမ်နှင်းလို့ရမှာမဟုတ်ပါဘူးเนาะအများကြီးကြားဖြန့်အမြင့်တွဲသွားပြီအဲ့တော့ဘာပဲဖြစ်ဖြစ် ကြားပြနှိမ်နှင်းနဲ့ပတ်သက်ပြီးတော့အမေရိကန်စိတ်ဝင်စားလာတာဒီကျွန်တော်တို့အတွက်အရန်ကောင်းတယ်။ဘာကြောင့်ကောင်းလဲဆိုရင်ဒီကြားပြန့်ကြောင့် KNU ရဲ့လူကြီးပိုင်းတွေနဲ့ BGF ကတော်လန်ကြီးကိုစိတ်ဝင်စားလာဖြစ်တယ်။ဒါကြောင့်ကြားပြန့်တိုက်ဖြည်းကိုတကယ်လုပ်လိုက်မယ်ဆိုရင်တော့ KNU နေနဲ့ရောကရင်အဖွဲ့အစည်းအားလုံးဒီတော်လန်ကြီးကိုပါလာမှာဖြစ်တယ်လို့ KNU ဒီလဲ80ပေါ့နော်။ကရင်တော်လန်ကြီးဒီ80တောင်ရှိလာခဲ့တဲ့အတွက်ကြောင့်ဒီတော်လန်ကြီးမှာကရင်လူမျိုးစုကသာ ခက်တဲ့ဝင်ဝင်ပါမယ်ဆိုလို့ရှိရင်နော်ဒီတော်လန်ကြီးကဒီစစ်တပ်ကဘယ်လို့မှတမခံနိုင်မှုဆိုတာလုံးဝတည်ကြတယ်အဲ့တော့ကျွန်တော်တို့ဒီအဲဒီတိုင်းရင်းသားအင်အားစုတွေအနေနဲ့အင်မတန်အားကောင်းတဲ့ဟလားကရင်ရယ်ရခိုင်ရယ်ကချင်ရယ်ကယားရယ်ကယားကတော့လူနေတယ်ပေါ့နော်လူနေတယ် area လည်းကျင်းတယ်အဲ့တော့ area ကျဲတဲ့နော် area ကျဲတဲ့ဒီကချင်ပေါ့နော်ကချင်က area အရန်ကျဲတယ်နောက်တစ်ခါရှမ်းက area အရန်ကျဲတယ်အဲ့တော့ရှမ်းကတော့တကယ်တိတိကျကျတော့ပါမလာသေးဘူး တိုးတော်လည်းပဲဒီဒီတိုင်းသားဒီဟိုဟောเนาะတတ်မှတ်ထားတဲ့ email ခုနှစ်ခုတည်းကရခိုင်ရယ်ကရင်ရယ်ကချင်ရယ်ကယားရယ်เนาะပါလာပြီနောက်ချင်းကလည်းဟိုဘောเนาะဟိုအစိုးရကပါလာတဲ့ကြောင့်တိုင်းသားဒီပြည်နယ်ခုနှစ်ခုတည်းမှာကျွန်တော်တို့၅ခုလောက်ကဒီထဲကိုပါလာပြီဖြစ်တဲ့အတွက်ကြောင့်စစ်ကောင်စီနေနဲ့ရှေ့လျှောက်ပြီးတော့ဘောเนาะဘယ်လိုမှတောက်ခံနိုင်ဖို့ဆိုတာတကယ်မလွယ်ပါဘူးအဲ့တော့ ြားဖြန့်နေနေကြောင်းလဲတော်လိုင်းကြီးကပြီးသွားနိုင်တယ်ဒီအကွင့်ရို့ကျွန်တော်တို့ကအသုံးချတတ်ဖို့ပဲလို့တယ်အခုတောင်မှစစ်ကောင်စီကဒီစီဟောနော်စစ်ကောင်စီကအခုဆိုရင်ကျွန်တော်ကချင်မှာလဲခေါင်းမဖော်နိုင်အောင်နော်သူတို့ရှုံးနေတယ်ရခိုင်မှာလဲသူတို့ရှုံးနေတယ်ရှုံးနေတယ်လို့အခုပြည်ပြည်နယ်အောက်ပိုင်းပေါ့နော်ကျွန်တော်တို့ဒီအဲတနေ့ကမောတောင်တိုက်ပွဲမှာဆိုရင်တော်တော်ကိုဟိုဟောနော်သူတို့ဆော့ဆော့ကွာရှုံးတယ်အဲ့လိုပဲအဲရခိုင်ကနေပြီးတော့အေယာယီမြစ်ဘက်ကိုဆင်းလာတဲ့ဒီကျွန်တော်တို့တိုက်ပွဲတွေကပ္ပစရေကိုပေါ့နော် UTV တိုက်နေတဲ့တိုက်ပွဲတွေကလည်း ပြင်းထန်လာသလိုသကိုင်းဘက်မှာရှိတဲ့ကျွန်တော်ဒီမြင်းကြံအဖွဲတွေကလည်းအင်မတန်မှပေါ့နော်မြင်းကြံဧရိယာတွေလည်းအင်မတန်မှတိုက်ပွဲအင်အားကောင်းနေတဲ့ဥစ္စာကိုကျွန်တော်တို့တွေ့ရတယ်တွေ့ရတဲ့ကြောင်ကျွန်တော်တို့ရဲ့ဒေါ်လန်ရေးကတော့နော်ဟိုရှေ့ဆက်ပြီးသွားနေတဲ့စီးရရအရန်ကိုအားကောင်းတယ်နိုင်ငံရေးရအားကောင်းဖို့အတွက်တပ်ပေါင်းစုတွေနိုင်ငံရေးရတရားတပ်ပေါင်းစုတွေပေါ်လာဖို့လိုတယ်စီးရရလည်းအဲ့လိုပေါ့နော်သူ့ဒေသအလိုက်ပူးတွဲပူးတွဲပြီးတိုက်ပွဲဝင်ရနေပြီးတော့စီးရရနိုင်ငံရေးကိုပူးအောင်ဆောင်ရွက်တဲ့ တပ်ပေါင်းစုတခုပေါ်လာမယ်တပ်မှုညီလာခံတွေကျွန်တော်တို့ဖော်ထုတ်နိုင်မယ်အဲ့လိုဖော်ထုတ်နိုင်ပြီးတော့ဒီတိုင်းရင်းသားအလုံးပါဝင်တဲ့နော်တိုင်းရင်းသားအလုံးပါဝင်တဲ့ဗမာဘက်ကလည်းနော်နေကြီးတော့ဒီတိုင်းဒေသကြီးအလိုက်စုဖွဲ့ထားတဲ့နော်ဒီနိုင်ငံရေးအဖွဲ့အစည်းတွေပူးပေါင်းပါဝင်လာမယ်ဆိုလို့ရှိရင်တော့အဲ all inclusive ဆိုရဲနိုင်ငံတကာကမျှော်လင့်နေတဲ့နိုင်ငံတကာကတောင်းဆိုနေတဲ့နိုင်ငံတကာကညင်ကျင်တဲ့အချက်လက်ကိုကျွန်တော်တို့ကဖော်ထုတ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီအဲဗိုလ်ချုပ်အောင်ဆန်းကဒီပင်လုံစာချုပ်ချုပ်ပြီးတော့မှ နော်တောင်တန်းပြည်ပြပြပမခွဲဘဲနဲ့เนาะဟိုပူပေါင်းပါဝင်တို့လိုမျိုးအခု all inclusive ဆိုတော့ကျွန်တော်အကောင့်ထဲဖော်နိုင်မယ်ဆိုရင်တော့လေကိုပြည်တွင်းမှာလဲကျွန်တော်တို့ကဘောเนาะဟိုရှေ့ရောက်တလို့နိုင်ငံတကာလဲထောက်ခံမယ်ဆိုရင်ဒေါ်လာကြီးကအများဆုံးပြီးသွားမှာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်ပေးခြင်းတဲ့ message ကတော့ဒီလောက်ပါပဲเนาะအဲ့ဒီခါကျတော့ဟိုကျွန်တော်တို့အနေနဲ့ဒီကြားဖြန့်ကြားဖြန့်နဲ့ပတ်သက်ပြီးတော့အမေရိကန်ရဲ့ကြားဖြန့်နေနေရေးကိစ္စဒီဒေါ်လာကြီးကို အလှည့်အပြောင်းအကြီးဖြစ်သွားစေနိုင်တယ်လို့ကျွန်တော်ကမြင်ပါတယ်နောက်တစ်ခုကတော့ရခိုင်ရဲ့ဒီခုနပေါ့နော်အောင်မြင်မှုတွေနော်အဲအောင်ပွဲတွေပေါ့အဲ့ဒီအောင်ပွဲတွေကလည်းပဲအရာဝီအနောက်ဖက်တချမ်းလုံးကိုသာတိမ့်နိုင်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘကိုးယိုးမကိုခြေချဖို့တိတ်ပြီးမဝေးတော့ပါဘူးဘကိုးယိုးမကိုခြေချနိုင်ပြီဆိုတာနဲ့နော်အဟိုတနေ့ကပြောသလိုပဲနေပြည်တော်နဲ့ရန်ကုန်ကအဆက်ပြတ်သွားတယ်ခင်ဗျစစ်ကောင်စီက လုံးဝပေါ့နော်ဟိုကြဆုံးတဲ့လမ်းကြောင်းကိုရောက်သွားတော့မှဖြစ်တယ်လို့ကျွန်တော်ကမြင်ပါတယ်ရွေးကောက်ပွဲကတော့ကျွန်တော်ကလုံးဝစိတ်မဝင်စားဘူးရွေးကောက်ပွဲပြီးသွားလို့လည်းဘာမှပြောင်းလဲလာမှာမဟုတ်ပါဘူးရွေးကောက်ပွဲပြီးလို့လည်းအမေစုကိုမှာမဟုတ်ပါဘူးအမေစုလွတ်လာလို့လည်းပဲနော်ထွတ်ထွေးထူးထူးနိုင်ငံရေးအပြောင်းလဲမဖြစ်နိုင်ပါဘူးစိတ်အောင်နိုင်ရေးတာလေအဓိကကြရဲဆိုတဲ့ message လေးကိုပေးရင်းနဲ့ဒီနေ့ကျွန်တော်ရဲ့နိုင်ငံရေးအားပေးစကားလေးကိုအနီးကုန်းချုပ်လိုက်ပါလေအားလုံးပဲเนาะကျမ်းမာချမ်းသာကြပါစေ ဟုတ်တယ်ကျွန်တော်လည်းအဲ့လိုပဲထင်တယ်။ BJP တွေစစ်ခွဲဖက်မှာပူပေါင်းမလားကျွန်တော်တို့တော်လိုင်းရေးဖက်မှာပူပေါင်းမလားသူတို့ပြက်သားဖို့လိုပြီ။ BJP တွေ DKPA တွေနေရာရှိမှာမဟုတ်တော့ဘူး။အဲ့ဒီချိန်မှာသူ့လူတွေကိုယူကာယဖိကုံကြမှာ။ဒါဆိုရင်တော့ပွဲကတော့လှတော့မယ်။စိတ်ဝင်စားရှာတားကောင်းပါလေ။ကြည့်ဒါဆိုရင်တော့ now video ။ Japan နှင်းနှင်းရဲ့အထူးစစ်စင်ရေးပွဲကြီးဆက်ပြီးလို့နိုင်မောင်စိုးပြောသွားတဲ့စကားကိုတစ်ချက်လုံးနားဆင်ကြည့်အောင်။ဒီ Japan နေနေရအထူးစစ်စင် ပွဲကြီးကျွန်တော်တို့စပြီပေါ့နော်ကျွန်တော်စတင်ခေါ်နေပေါ့တော့ကျွန်တော်တို့ကအခုရှင်းရှင်းပြောရင်ကျွန်တော်ဟိုးကျွန်တော်ကျွန်တော်ပြောခဲ့ဘူးတယ်ကျွန်တော်တို့ဘာကြောက်ဒီဈာဖြတ်နေနေရလဲဈာဖြတ်အထူးနေနေတက်ဖွဲ့ဖွဲ့စီရလဲဆိုတော့တစ်ချက်ကျွန်တော်နိုင်ငံရဲ့ဂုံသိက္ခာအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံသိက္ခာအတွက်သုံးချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံသိက္ခာအတွက်နီးချက်ကျွန်တော်တက်ဖွဲ့ဂုံသိက္ခာဒီဂုံသိက္ခာ၄ခုနောက်ပြီးတော့၅ချက်ပါကျွန်တော်အကြီးကဲဂုံသိက္ခာဂုံသိက္ခာ၅ခုအတွက်ကိုကျွန်တော်တို့က ဈာပြတ်နေနေရေးကိုမဖြစ်မနေကျွန်တော်တို့လုတ်ကိုလုတ်ရမယ်ဆိုတဲ့အချိန်ပေါ့ဒါပေမဲ့ဒီစကမာနဲ့လည်းကျွန်တော်တို့ကြီးခဲ့နေတယ်လေအခုကတော့မျိုးစုံပါဗျာတတိယမှာတော့မျိုးစုံတွေထွက်နေတာပေါ့ဒါပေမဲ့ဟိုတခုရှိတာကအဲကျွန်တော်တို့ကဒီလုပ်ငန်းတွေဒီလုပ်ငန်းတွေမှာ share ရယူထားခြင်းကျွန်တော်တို့မလုပ်ထားဘူးမလုပ်ထားဘူးကျွန်တော်တို့ကဒီမြေကြီးဒီမြေကြီးအပေါ်မှာပဲဒီအဆောက်အဦးဆောက်ပြီးတော့မှနေခွင့်ပေးလိုက်တဲ့အပေါ်မှာပဲအဲဒါနည်းနည်း ယတနာရှိသွားတာဒါကြောင့်မလို့ကျွန်တော်တို့ပြည်ကြီးပေါ်မှာပြစ်မနေတော့ဘူးကျွန်တော်တို့ကတော့တခါတည်းဟိုဒီကိစ္စကိုအပြီးတိုင်ရှင်းလင်းမှရတော့မယ်ဆိုတဲ့အနေအထားမျိုးကိုလည်းအဲကျွန်တော်တို့ကအခြေအနေခါခါတင်ပြပြီးတော့အခုဒီနေ့ကျွန်တော်တို့အောက်ထင်ပေါ်ဖို့လုပ်လာတာပေါ့နော်ဒါရှင်းပြောဖိအားတဲ့တိုက်ဆိုင်သွားတာလည်းပါတာပေါ့လက်ရှိကတော့ကျွန်တော်တို့ကတော့အနည်းဆက်ဆုံးကတော့ထိုင်းနိုင်ငံနဲ့ကျွန်တော်တို့ကအနည်းဆက်ဆုံးကျွန်တော်တို့နေထိုင်တာဖြစ်တယ်နံပါတ်1ကတော့ကျွန်တော်တို့ကတော့လက်ရှိဒီ အဲကြားပြတ်နေနေရေးမှာလက်ရှိကျွန်တော်တို့တန်ခါအစိုးရကနေပြီးတော့ကျွန်တော်တို့ဥဆောင်ပြီးတော့လုပ်တာဖြစ်တော့ဘောနော်အဲတော့ဒီအစိုးရဥဆောင်မှုเนี่ยကျွန်တော်တို့ပူပေါင်းဆောင်ရွက်တယ်နောက်ပြီးတော့အိန္ဒိယထိုင်းနိုင်ငံရဲ့အကြံဉာဏ်တွေကလည်းကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုတွေပေါ့နော်ကျွန်တော်တို့လည်းလက်ရှိအကြံဉာဏ်တွေရယူပြီးတော့မှကျွန်တော်တို့အကောင်းဆုံးပူပေါင်းဆောင်ရွက်သွားမယ်ကျွန်တော်တို့ကတော့ဒီကိစ္စကိုကြားပြတ်နေနေအတူတက်ဖွဲ့နေနေ နိုင်ငံတော်သုရရဲ့ရစီမံခန့်ခွဲမှုကနေပြီးတော့မှကျွန်တော်တို့ဒီကြားဖြတ်နေနေရအထူးစစ်စီပွဲကြီးကျွန်တော်တို့စပြီးတော့ကျွန်တော်တို့စတင်ခေါ်နေပါတော့စတင်ခေါ်ဆိုနေပြီပေါ့ကွာဒီနေရာမှာတစ်ခုလောက်ပြောမယ်နော်ကျွန်တော်ကထိုင်းလဲပတ်သက်တယ်လို့အမေရန်ပြောတယ်တချို့ comment တွေမှာထိုင်းကပတ်သက်မှုမရှိဘူးလို့ကျွန်တော်ကိုပြောတဲ့လူတွေရှိတယ်တခုပဲပြောပြမယ်ဒီတယောက်တွေနိုင်ငံချမ်းသာတွေမိကနဲ့လာတာလေထိုင်းကနဲ့လာတယ် ဒီထိုင်တွေကအဲ့ဒီနေရာမှာတွားတယ်ဆိုတာသူတို့သိတယ်။မဖြစ်လို့လွတ်ပေးတာလေ။အဲ့ဒါစဉ်းစားကြ။အဲ့နိုင်ငံချက်သားတွေမြန်မာပြည်မှာရောက်တော့ဘသူတွေကလက်ခံတာလဲ။ချက်ပြနိုင်ငံချက်သားတွေမြို့ဝတီမှာရောက်တာဘသူကလက်ခံတာလဲ။စစ်ခွေးတွေကမတိပဲနဲ့နေမလား။ပတ်သက်မှုဆိုတာအဲ့ဒါကိုပြောတာ။အခုထိုင်းလန်ကလည်းမပါတလူနဲ့နေပြီ။တရုတ်ကလည်းမပါတလူနဲ့နေပြီ။ငဒူးလိုင်ကလည်းမပါတလူနဲ့နေပြီ။နောက်ဆုံးတော့ဒီကောင်တွေခံရပြီပေါ့ကွာ။ကြည့်တာဆိုရင်တော့ဗီဒီယို 2025ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအာမရကြောင်ငကြောင်မင်းပြောသွားတာကိုတစ်ချက်လောက်ရှုကြရအောင်2025ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါတီကိုယ်စားလှယ်လောင်းတွေတော်တော်များများကမဲဆွဲကြတဲ့အခါမှာကျွန်တော်စကားမပြောချင်ဘူးကျွန်တော်ခုနောက်ပိုင်းကျွန်တော်စိတ်ထဲမှာအရင်ကတော့ကျွန်တော်တော့အားကျွမ်းတဲ့အားခဲပြီးတော့အင်တာဗျူးကြီးလုပ်မယ်လို့စဉ်းစားတာနောက်မှကျွန်တော်ဗျူးကြီးစိန်တွေတော့နဲသွားတယ်ကျွန်တော်ကျွန်တော်ကဗျူးကြီးစိန်ပြောတာနော်နဲရရင်အကြောင်းရင်းကတော့ရှိပါတယ်ဘာလို့ဆိုတော့သူတို့တချို့တွေပေါ့ဗျာတော်တော်များများတချို့တွေကျွန်တော်ပြောနေတိုင်းကြည်ပြီးတော့ စိတ်ထဲမှာကျွန်တော်တော့အားမလို့အားမရဖြစ်ပါတယ်။ဟုတ်။ဘာပြောမှန်းတော့မသိဘူးနော်။ကျွန်တော်မိတ်ဆွေချင်းတော့ဖုန်းနေပါပြောပြရင်ရီးပြစ်တယ်။ရီးမိတယ်ပေါ့နော်။တကယ်ရှာလာကွာ။ဟိုဘာတွေပြောသွားတဲ့ဟိုတွေတချို့ကိုယ်စားလောင်းတွေပြောသွားတဲ့ဇကားတွေကဘာတွေပြောနေမှမသိဘူး။တကယ်ဘာတွေပြောမှမသိဘူး။တိုင်းပြည်ရဲ့ကကြမှာပဲလားတိုင်းပြည်ရဲ့လူဆန်းရင်းမြစ်ကတလောက်ပဲလားဆိုတော့ကျွန်တော်စဉ်းစားမိတယ်ဒါပေမဲ့ကိုယ်စားလောင်းတွေကိုကျွန်တော်မြင်ခင်ဗျားအားရပါသလားမေးရင်တော့ကျွန်တော်ရဲ့ personal point တော့ပြောရင်ကျွန်တော်တချို့တွေတော့အားမရဘူးအိုးအဝေးအမြင်ကြီးကိုစပြောကြရတယ်ကျွန်တော်စဉ်းစားနေတာ သူတို့ကသူတို့နဲ့မိုင်တပေါင်းလောက်အကွာဟာကိုလှမ်းပြောနေတာဒီနားလက်ရှိရှိတဲ့ဘေးနာကြာနေတဲ့အမိုက်ကိုကောက်ဖို့သူစဉ်းစားနေတာမဟုတ်ဘူးဆိုတော့ကျွန်တော်တိုင်းပြည်ရဲ့ကံကြမ္မာကဒီနေ့လက်ရှိကြာနေတဲ့အမိုက်တို့အရင်စကောက်ရယ်ကောက်ပြီးမှဟုတ်မိုင်တပေါင်းကိုခီးဆက်အမိုက်တွေကောက်ရင်ခီးဆက်အမိုက်တွေရှင်းနေခီးဆက်သွားမှာကျွန်တော်တိုင်းပြည်အဲ့လိုသွားမှအချိန်မှာဘာလို့ပြောနေမှမသိတယ်ပြဿနာကျွန်တော်တိုင်းပြည်ကအဲ့လိုနာသွားနေကြီးဆိုရင်ကျွန်တော်တို့သွားကျင်တဲ့ဒီမိုကရေစီပန်းနိုင်ကိုရောက်ဖို့ကတော်တော်လမ်းဝေးအောင်မယ်လူတွေကိုကျွန်တော်တို့အားကြီးလုပ်အောင်မယ်ပြည်သူလူထုကိုကနာတာကိုယ်စားလှယ်လောင်းနေရဲ့ awareness ကိုတော့အများကြီးပြင်အောင်မယ်ဆိုတော့တစ်ခါတစ်ခါရရင်ပြုံးစရာကောင်းတော့ပဲဒါမဲ့လည်းတိုးတော်လည်း ိုကျွန်တော်တို့ဟမ်ဘာဂါစားကြင်တော့လဲဟမ်ဘာဂါမရှိတဲ့ချိန်မှာကျွန်တော်တို့ရှိတဲ့စမိုစာလေးကောက်စားရင်စားမှာတက်မှာနော်အခုတော့စမိုစာကောက်စားရမယ့်အချိန်နဲ့ရောက်ပြီပေါ့နော်ရွေးကောက်ပွဲစင်ကျင်တဲ့သူတွေနဲ့ရွေးကောက်ပွဲဆိုကားတဲ့ပုံကန်သူတွေကိုဖမ်းမယ်ဆိုစစ်ခွဲတွေဒီမှာငကြောင်မင်းလာဖမ်းတော့လဲမင်းတို့ရွေးကောက်ပွဲကိုအားမရဘူးတဲ့ပါတီဝင်တွေကိုလည်းအားမရဘူးတဲ့ရွေးကောက်ပွဲကရွေးကောက်ပွဲမဟုတ်ဘင်းနဲ့စမူစာကောက်ပွဲဖြစ်ပြီလို့ဒီမှာပြောပြီနော် ဒီဗီဒီယိုကိုမြန်မြန်ရှင်းစစ်ခွေးတွေကတိကောက်ကိုလာဖမ်းမှာစစ်ခွေးတွေကတိကောက်မဖမ်းရင်စစ်ခွေးတွေမင်းတို့ကတိမတီးဘူးဆိုတာကိုကျွန်တော်ဒီကနေ့ပြောချင်တယ်ရွေးကောက်ပွေးပုန်ကန်မှုနဲ့ငကြောင်မင်းကိုမင်းတို့ကဖမ်းရမှာသူပြောထားတာတွေကမင်းတို့2025ရွေးကောက်ပွေးကိုသူဆိုကားတာနော်တမင်တက်တက်ကိုဆိုကားတာအဲ့ဒါကြောင့်ငကြောင်မင်းကိုလာဖမ်းချက်အဲ့ဒါပဲပြောချင်တယ်ကျွန်တော်ပြောပြီးမဟုတ်လားမင်းတို့ရွေးကောက်ပွဲကမင်းတို့တနေ့ကြငုံမဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ ခုတော့အားမရတော့ဘူးမဟုတ်လားဒီထက်ဆုံးမယ်ကွာငကြောင်ရင်စိတ်မကောင်းပါဘူးဟုတ်ကဲ့ပါသူငယ်ချင်းတို့ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမရေခုစိတ်ကြပါ I love you all God bless you all thank you for your time